မင်္ဂလာပါကျွန်တော်ဒီနေ့တော့အဲဇဲတဲမှာရှိတဲ့များစွာရှိတဲ့အဲဒီများစွာသောရှိတဲ့ကိုအလွယ်တကူရွှေ့ကြည့်ရမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးအသုံးချကြမလဲနော်ဒါလေးကိုဒီနေ့မျှဝေပေးသားမှာပဲဖြစ်ပါတယ် ဲ့တော့ကျွန်တော်ဒီမှာပုံမှန်အပြင်ရှိတဲ့ right click လေးခောက်လိုက်တဲ့အခါမှာ sheet 1ကနေပြီးတော့ကျွန်တော်20လောက်တရှိမျိုးပေါ့နော်အဲ့တော့ဒီ sheet ဒီ sheet တွေကိုကျွန်တော်တို့ကအလွယ်တကူရွှေ့ကြည့်ခြင်းတဲ့အခါမှာဆိုလို့ရှိရင်အာဒီများလေးကိုနှိပ်မယ်ဆိုတော့သူကတရွက်ရှင်းစီသွားတယ်ဒီများလေးကိုနှိပ်တယ်ဆိုရင်တရွက်ရှင်းစီသွားတယ်နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော် keyboard ကနေပြီးတော့အာ control နဲ့ကျွန်တော် pay app ပိတ်တောင်းတော့နော် control ရဲ့ pay app ကျွန်တော် pay down pay down ဆိုတော့ဒီမှာကျွန်တော်တရွက်ချင်းစီအောက်ဒီနာလေးကို ချက်ကြည့်ပေးနော်ဒီနားလေးကိုတစ်ချက်ကြည့်ပေးပါ ။အာဒီနားလေးမှာကျွန်တော်က pay app ကို pay down pay app ကိုနှိပ်မှဆိုရင်ရှေ့ကိုပြန်သွားပြီးတော့ pay down နှိပ်တယ်ဆိုရင်ကျွန်တော်ကခြေကိုအပြန်သွားတယ်ပေါ့နော် pay app pay down လည်းကျွန်တော်အလွယ်တကူရွှေ့ကြည့်လို့ရတယ်နော်။အဲအဲ့လိုမျိုးကျွန်တော်ကမဟုတ်ဘဲနဲ့နောက်တနည်းကျွန်တော်ဘယ်လိုသွားမလဲဆိုရင်အာရှေ့တည်းရရှေ့ဆုံးကိုသွားချင်တယ်ဆိုရင် control နဲ့ဒီအာဒီ left click လေးနဲ့ပေါ့နော်ဒါလေးနဲ့တစ်ချက်နှိပ်လိုက်ပါ control ပြီးပြီးဒါလေးကိုနှိပ်လိုက်မှဆိုရင်ရှေ့ဆုံးရမယ်။ကိုတို့နှိပ်ပြဒါလေးကိုဒီနောက်များလေးကိုနှိပ်လိုက်ဆိုရင်ကျွန်တော်က ်အနောက်ဆုံးပြန်ရောက်မယ်ပေါ့နော်အဲ့တော့ control p a p down ရဲ့တချို့တို့ဒီ control နဲ့မြားလေးရဲ့နောက်တစ်ခုကအားလုံးကြည့်ချင်တဲ့အခါမှာတော့ right click လေးခောက်ပေးလိုက်ပါဒါဆိုရင်တော့ရှိတဲ့အားလုံးကိုအလွယ်တကူတိုးလေးရမှာပဲဖြစ်ပါတယ်အဲ့တော့ရှိတဲ့ကိုထပ်တိုးခြင်းနဲ့ကျွန်တော် keyboard ကနေပြီးဒီမှာဆိုကျွန်တော်က C ရ3ရက်ရှိတယ် keyboard ကနေပြီးတချို့တို့အလွယ်တကူတိုးခြင်းတဲ့အခါမှာ shift နဲ့ f11 လေးနဲ့နှိပ်ပေးလိုက်ပါ shift နဲ့ f11 နဲ့နှိပ်တယ်ဆိုရင်တော့ကျွန်တော်ဒီမှာရှိတဲ့ကိုမြားစွာပဲကျွန်တော်အဲဒီ ထပ်တုံးလို့ရမှာပဲဖြစ်ပါတယ်အလွယ်ကူဆုံးနည်းလမ်းလေးပေါ့နော်โอเคဒါဆိုရင်ဒီနေ့ဒီချက်ပြောသွားတာက control p app page down နဲ့ sheet ကိုရွှေ့ကြည့်လို့ရတယ်လို့ control နဲ့ ledy left click ပေါ့နော်လက်ညှိုးလေးနဲ့ချက်လို့ကြည့်လို့ရမယ်နောက်တစ်ခုကတော့ကျွန်တော် shift နဲ့ f11 လေးနဲ့အသုံးပြုရမှာပဲဖြစ်ပါတယ်ဒီနေ့သင်ခန်းစာတွေတော့လောက်ပါပဲနောက်ရက်သင်ခန်းစာမှပြန်လည်ဆုံးလို့ကြပါမယ်ရှင်ဒီချက်ကတော့ computer ဘေးရင် online trainer.net ချက်ခိုင်းမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်သိချင်တာရှင် comment မှာမှတ်ခဲ့ပေးလို့